ယနေ့အော်တိုဝါလာ၁၂ရက်နေ့ BBN ရဲ့ပြည်ရင်းပြပသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။မောင်တော်မြောက်ပိုင်းမှာမူဆလီလက်နက်ကိုင် ARS ISO အဖွဲ့ရဲ့တိုက်ခိုက်မှုကြောင့်ဒေသခံတဦးသေဆုံးတဲ့သတင်းကိုသတင်းတောင်းနိုင်နိုင်မှပေးပို့ထားပြီးကိုရီချက်မှတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ရခိုင်ပြည်မောင်တော်မြောက်ပိုင်းမှာမူဆလီလက်နက်ကိုင်အစား ISO အဖွဲ့ရဲ့ခြုံကိုတိုက်ခိုက်မှုတွေကြောင့်ဒေသခံကုန်းတွေသူပွေစင်ပြီးသေဆုံးသွားခဲ့ရတယ်လို့အာရခတပ်တော် AE က အော်တိုဘားလ17ရက်နေ့မှာထုတ်ပြန်ထားပါတယ်။မနေ့ကအော်တိုဘားလ17ရက်နေ့နေ့လယ်3နာရီအချိန်ခန့်မှာမောင်တိုးမြို့နယ်လက်ရခွတ်စုံရဲ့တောင်ဘက်မီတာ200အကွာမှာမူဆယ်တဲ့နဲ့ကင်ဖွဲ့10ဦးလောက်ကမောင်တိုးမြို့နယ်ကဒေသခံဆိုင်ငယ်ကလေးသမား3ဦးကိုခြုံကိုတိုက်ခိုက်ခဲ့ပြီးတော့တဦးမှာထိမှန်ခဲ့တာကြောင့်ဖွဲ့ချင်းပြီးတေဆုံသွားခဲ့ရတာလည်းဖြစ်ပါတယ်။တေဆုံသွားတဲ့သူရဲ့နာမည်ကတော့ကိုငိမ့်ချန်း22နှစ်ဖြစ်ပြီးတော့မူဆယ်တဲ့နဲ့ကင်ဖွဲ့ရဲ့ခြုံကိုတိုက်ခိုက်ခဲ့တာကြောင့် နောက်ကျောမှာကြီးဖောက်ဝင်ပြီးဝမ်ဘက်ကနေပေါက်ထွက်သွားတဲ့ကြောင်နေရာမှာပဲတေဆုံးသွားခဲ့ရတာဖြစ်တယ်လို့အေရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ကိုငင်းချင်းနဲ့တူပါလာတဲ့ကို1023နှစ်နဲ့ကိုနိုင်လင်း33နှစ်တို့ကတော့မူဆင်တဲ့ကောင်အဖွဲ့ရဲ့ပြစ်ခတ်မှုကြောင့်ပြင်းထန်တဲ့ဒဏ်ရာတွေနဲ့ထွက်ပြေးလွမြောက်လာခဲ့ကြပြီးတော့အခါတတော်အေတပ်ဖွဲ့ဝင်တွေနဲ့တွေ့ရှိကအချိန်မီစေကူးသားမှုပေးခဲ့နိုင်တဲ့အတွက်အသက်ရှင်လျက်ရှိနေသေးတယ်လို့အေကပြောဆိုထားပါတယ် ။အာရခတတော်အေးဟာရခိုင်ကလက်ချံမျိုးတွေဖြစ်တဲ့စစ်တွေ၊ကြောက်ဖြူ၊မန်အောင်မျိုးနယ်တွေကိုအလုံးစုံလွတ်မြောက်ဖို့အတွက်စစ်ရေးနိုင်ငံရေးနီးလန်းတွေနဲ့လှုပ်ဆောင်နေစဉ်တွေမှာမူဆင်တဲ့ငကိုင်ဖွဲ့တွေဖြစ်ကြတဲ့အာဆာ ISO ဖွဲ့တွေဟာဘင်္ဂလားဒေ့ရှ်ရခိုင်နယ်စပ်တခြားနဲ့တစ်ဖက်ဘင်္ဂလားဒေ့ရှ်နိုင်ငံတွေမှာယာယီစခန်းတွေအခိုင်အမာစခန်းတွေကိုဆောက်လုပ်နေကြတာလည်းဖြစ်ပါတယ်။အဆိုပါနေရာတွေကနေရခိုင်ပြည်နယ်အတွင်းကိုဝင်ရောက်လာပြီးတော့အာရခတတော် AA ရဲ့လုံခြုံရေးစခန်းတွေကိုလျှော်ရပြဝင်ရောက်တိုက်ခိုက်တာ ဘင်္ဂလားဒေ့ရှ်ဘက်ခြမ်းကနေပြီးတော့နှောက်ရက်ပစ်ခတ်တာရန်စပစ်ခတ်တာတွေနဲ့အပြစ်မဲ့ရဲသားပြည်သူတွေကိုပြန်ပြီးဆွဲဖမ်းဆီးတပ်ဖြတ်တာတွေကိုအခုရက်ပိုင်းမှာပုံမိုလှုပ်ဆောင်လာနေတယ်လို့အေရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ဘူစင်နဲ့ကရင်အာဆာ ISO ဖွဲ့တွေစီကအာရခတတော်အေတင်းရမိတဲ့လက်နက်ခဲယမ်းတွေနဲ့စစ်သုံးဆောင်ပစ္စည်းအချို့ကလည်းစစ်ကောင်စီတပ်နဲ့အင်ဂျင်ချင်းဘင်္ဂလားဒေ့ရှ်နေကြားဆောင်တပ် BGB အရာရှိအချို့ကထောက်ပံ့ပေးတာနဲ့ငွေကြေးရယူပြီးတော့ ရောင်းချပေးတဲ့လက်နက်တွေဖြစ်တာကိုစစ်စစ်တွေ့ရှိခဲ့ရတယ်လို့ AA ကဆိုထားပါတယ်။ဘင်္ဂလားဒေ့ရှ်နယ်ခြားဆောင်တပ် BGB ရဲ့အရာရှိအချို့နဲ့တပ်ဖွဲ့ဝင်အချို့ကတော့ဦးစင်တဲ့ကောင်အဖွဲ့တွေကိုအပေးအမြောက်ပြုလုပ်နေုံတွေမကပဲအာရခတတော် AA နဲ့တိုက်ပွဲဖြစ်ပွားရာကနေဒဏ်ရာရကြာဆုံးသွားတဲ့အာဆာမူစင်တဲ့ကောင်အဖွဲ့ရဲ့အလောင်းတွေကိုဝိုင်းကူထမ်းပိုးပေးတာစေဝါကုသပေးတာစာနယ်ရိက္ခာနဲ့လက်နက်ခဲယဲတွေကိုထောက်ပံ့ပေးနေတာဖြင့်အာဆာအဲဆိုအဖွဲ့တွေနဲ့တူ AA ကိုတွယ်ဝပြီး ိုက်ပွဲဝင်လျက်ရှိနေတယ်လို့သိရပါတယ်။အာခါလက်တော်အေးဟာပြီးခဲ့တဲ့စက်တင်ဘာလ29ရက်နေ့ကဘူဆင်သန်းကိုင်ဖွဲ့ရီဖြစ်ကြတဲ့အာဆာ ISO ဖွဲ့ရီရဲ့အကြမ်းဖက်လုပ်ရက်တွေနဲ့အဲ့ဒီအဖွဲ့ရီကို ထောက်ပံ့နေတဲ့ BGB ရာရှိချုပ်ကိုဘင်္ဂလားဒေ့ရှ်ဂျားဖြစ်အစိုးရအနေနဲ့အမြန်ဆုံးဖော်ထုတ်အရေးယူပေးဖို့တောင်းဆိုခဲ့တာလည်းဖြစ်ပါတယ်။ဘင်္ဂလားဒေ့ရှ်ဂျားဖြစ်အစိုးရအနေနဲ့လည်းအဆိုပါမူဆင်သန်းကိုင်ဖွဲ့ရီကိုအရေးယူထိန်းချုပ်မှုမရှိဘဲအရင်တိုင်းဆက်လက်လွတ်ထားမယ်ဆိုပါကနှစ်ဖက်နေဆက်တည်ငြိမ်ရေး လုံခြုံရေးဆက်ဆံရေးနဲ့နှစ်ဖက်လုံးယုံကြည်မှုတွေကိုဆိုးရွားစွာထိခိုက်လာနိုင်တယ်လို့အေကပြောဆိုထားပါတယ်။ဘူဆေလက်နက်ကိုင်အာဆာအဲဆိုဖွဲ့တွေကဘင်္ဂလားဒေ့ရှ်ရှားပြည်အစိုးရကထိန်းချောင်းမှုမရှိပါကဘင်္ဂလားဒေ့ရှ်စစ်တပ်ထဲမှာလည်းအကြမ်းဖက်အားပေးသူတွေရဲ့အုပ်စုကနေအင်အားကြီးမားလာခဲ့ရင်ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းသာမကနေဆက်နဲ့အာဆီယံဒေသတွင်လုံခြုံရေးတည်ငြိမ်ရေးတွေကိုပါအကြမ်းဖက်အနေနဲ့အတူချင်းချောက်လာနိုင်တယ်လို့အာရခတတော်အေးရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ကျွန်တော်ရစ်ချတ်ပါ။ နောက်ထပ်သတင်းတပုတ်အနေနဲ့တီဘောနဲ့ရှမိုင်ကွာကျင်းသီးတရာအနီနာချီအင်အားအလုံးရင်းနဲ့စကားဆဆစ်ချောင်းတွေရောက်ရှိနေတဲ့သတင်းကိုကိုမင်းတော်မှတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ရှမ်းပြည်နယ်မြောက်ပိုင်းတီဘောမြို့နယ်ရှမိုင်ခန့်အကွာဝေးတာရှိရောတဲ့ချောက်မဲတီဘောလမ်းပိုင်းရှိကျင်းသီးရွာနဲ့ကျင်းသီးတရာအနီနာကိုစစ်ကောင်စီစစ်ချောင်းများအင်အားအလုံးရင်းနဲ့ရောက်ရှိလာနေတယ်လို့သိရပါတယ်။ပြီးခဲ့တဲ့အော်တိုဘာလ၁ရက်နေ့မှစကစစ်ကောင်စီတပ်ဖွဲ့ဝင်တွေအနေနဲ့ TNLA သိမ်းပိုက်ထားတဲ့ ကြောက်မဲမျိုးကိုပြန်လည်ရရှိပြီးတဲ့နောက်ဒေါက်လျှောက်ဆိုသလိုပင်တီဘောမျိုးကိုထူးဆစ်ဆင်လာရအခုအခါမှာတော့ကျင်တီတရားအနည်းဖြင့်ပင်ရောက်ရှိလာတယ်လို့သိရပါတယ်အဆိုပါကျင်တီချေးရွာနဲ့ကျင်တီတရားဟာကြောက်မဲတီဘောလမ်းပိုင်းထောက်ပံ့ပို့ဆောင်ရေးအတွက်အလွန်ရေးပါတဲ့တရားဖြစ်ပြီးစစ်ကောင်စီဘက်မှအဆိုပါနေရာကိုရောက်ရှိဖို့စစ်ကြောင်းနှစ်ကြောင်းခန့်ခွဲတာထူးဆစ်ဆင်လာခြင်းဖြစ်တယ်လို့သိရပါတယ်အဆိုပါကျင်တီတရားကိုပါစစ်ကောင်စီအနေဖြင့်ထပ်မံရရှိသွားမယ်ဆိုပါက တီဘောမျိုးကတော်လိုင်းရင်အားစုတွေအတွက်စူးရင်ရတဲ့အနေအထားတစ်ခုထိရောက်ရှိသွားနိုင်တယ်လို့လည်းမြေပြင်စစ်ရေးသတင်းရင်းမြစ်တအုံမှ BBM ကိုပြောပါတယ်။ယခုတီဘောကိုထိုးစစ်ဆင်လာတဲ့စစ်ကောင်စီစစ်ကြောင်းတွေဟာနောင်ချိုကြောက်မဲကိုထိုးစစ်ဆင်တကယ်တော့မြေပြင်တိုက်ပွဲကြီးကြီးမားမားဖြစ်ပွားခြင်းသိမ့်မရှိပဲလေကြောင်းပစ်ကိုလက်နက်ကြီးနဲ့ drone တွေကိုဖောဖောတိတိအသုံးပြုပြီးထိုးစစ်ဆင်လာခြင်းဖြစ်တယ်လို့သိရပါတယ်။ ဒါအပြင်စစ်ကောင်စီအနေဖြင့်တိဘောမျိုးကိုတောင်မကမန္တလေးတိုင်းတွင်ရှိတော်လိုင်းရင်အားစုတွေထိန်းချုပ်ရာမိုးကုန်းမျိုးတို့ကိုလည်းတပြိုင်တည်းထိုးစစ်ဆင်တိုက်ခိုက်နေရကြောင်းမြေပြင်မှာထိတွေ့မှုပြင်းထန်ဖြစ်ပွားနေရလို့သိရပါတယ်။မိုးကုန်းမျိုးကိုထိုးစစ်ဆင်ရမှာပပိတ်ချင်းမျိုးနဲ့ခုနှစ်မှန်ရှိတမ်းမြင့်လေးချင်းရဲ့တန်တန်းကြောင်၁၃မှာအခြေပြုထားတဲ့စစ်ကြောင်းတွေဖြင့်မန္တလေးမိုးကုန်းလမ်းပေါ်ရှိဖော့တော်လမ်းဆောင်ကိုတိုးနေတယ်လို့နောင်ချိုမျိုးနယ်ဘက်ကစစ်ကြောင်းတွေဖြစ်လဲ တောင်ချူမြို့နယ်အတွင်းရှိဗစီလန်းစုံတွေကိုတိုးဝင်နေရလို့သိရပါဗျ။စစ်ကောင်စီစစ်ကြောင်းတွေလက်ရှိတိုးနေတဲ့ဖော့တော်လန်းစုံဟာစင်ကူတပိတ်ချင်းမှမိုးကုတ်ကိုလာရင်မဖြစ်မနေဖျက်ရတဲ့လမ်းပိုင်းဖြစ်တယ်လို့ပဲ။တောင်ချူမြို့နယ်အတွင်းကဗစီလန်းစုံဟာလည်းတပိတ်ချင်းမိုင်းလုံးမိုးကုတ်လမ်းခွဲတွေအကုန်လုံးကိုဆက်သွားလို့ရတဲ့အရေးကြီးနေရာတွေဖြစ်နေတယ်လို့သိရပါဗျ။အခုအခါစစ်ကောင်စီစစ်ကြောင်းတွေရဲ့စစ်ကြောင်းတိုးဝင်မှုကြောင့်ဖော့တော်လန်းစုံမှာတိုက်ပွဲပြင်းထန်တာ နှစ်ဖက်စလုံးထိခိုက်သေဆုံးမှုတွေများနေပြီးဗစီလန်းစုံတဝိုက်မှာလည်းတိုက်ပွဲဖြစ်ပွားနေပြီးစစ်ကောင်စီဘက်မှရေးကြီးနေရာချုပ်ကိုရရှိသွားပြီလို့လဲဆိုပါစစ်ရေးတရင်ရင်းမြစ်မှာဆက်ပြောပါရယ်စစ်ကောင်စီရဲ့ဆိုပါထိုးစစ်ဆင်မှုတွေနဲ့တိုက်ပွဲရှိန်နေကြောင့်ဒေါ်လန်ရင်အင်အားစုတွေနေဖြင့်မိုးကုတ်မန္တလေးလမ်းပိုင်းကိုဖျက်ဆီးသွားလာခွင့်ပိတ်ထားသလိုပဲဗစီတဝိုက်ကိုလည်းစစ်အင်အားဖြည့်တင်တာတွေလှုပ်ဆောင်ထားတယ်လို့သိရပါရယ်နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့တနင်္လာရီတိုင်းထဝယ်မြို့နယ် ထီထီချင်းရွာနဲ့တနင်္လာရီမြို့နယ်တကူချင်းရွာတို့ကိုတရက်ထက်စစ်ကောင်စီတပ်ကလေကြောင်းကနေဘုံကျဲတိုက်ခိုက်ခဲ့တာကြောင့်ကလေးအပါဝင်၁၀ဦးခန့်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့တော်လရေးတပ်ဖွဲ့တွေစီကနေသိရှိရပါတယ်။အော်တိုဝါလာ၁၀ရဲ့မနက်၈နာရီခန့်ကထိုင်းမြန်မာနယ်စပ်ထီခီချင်းရွာကို FTC 2000G Jet Fighter နဲ့နှစ်ကြိမ်ဘုံကျဲပြီးဆက်လက်တွေနဲ့ပစ်ခတ်ခဲ့တာပဲဖြစ်ပါတယ်။ အဲ့ဒီ jet fighter ကပဲမနက်9:00နာရီမှာတော့တနင်္လာနေ့မြို့နယ်တောက်ကူကြီးရွာကိုထပ်မံပုံကျဲခဲ့တာဖြစ်တယ်လို့တော်လရေးတပ်ဖွဲ့ဝင်တအူးကပြောပါတယ်။လေရင်ပုံကျဲမှုကြောင့်ထိခိရွာမှာလူထိခိုက်မှုမရှိပေမဲ့တနင်္လာနေ့မြို့နယ်တောက်ကူကြီးရွာမှာတော့ကလေးတအူးအမျိုးသမီး2ဦးအပါအဝင်အရဲသား10ဦးခန့်ထိခိုက်မှုရှိခဲ့တယ်လို့သူကဆက်ပြောပါတယ်။အဲ့ဒီထိခိုက်ဒဏ်ရာရရှိသူတွေကအချို့ဆိုရင်ပြင်းထန်ဒဏ်ရာရရှိတာကြောင့်စိုးရိမ်နေရတယ်လို့ဆိုပါရယ် လေရင်ပုံချဲမှုကြောင့်အဲ့ဒီမျိုးနဲ့နှစ်ခုလုံးမှာအစာအုပ်များစွာပျက်စီးခဲ့ပြီးအရသားတွေလည်းထွက်ပြေးသိမ်းရှောင်နေရတယ်လို့ KNU မြိတ်ထဝက်ခရိုင်ရဲ့အတွေ့အမှုဘရိုအန်နာကပြောပါတယ်။နေဆက်ပတ်ချက်မှာတိမ်းရှောင်နေတဲ့စစ်ပေးရှောင်ပြည်သူတွေအတွက်လိုအပ်တဲ့အကူအညီတွေကိုထိုင်းအနာပိုင်တွေကကူညီထောက်ပံ့ပေးထားတယ်လို့သူကဆက်ပြောပါတယ်။ ပြီးခဲ့တဲ့အော်တိုဝါရှိရင်းတွေကလည်း TTJ ရွာကိုစစ်အုပ်စုကဝိုင်းတွဲလေရင်ဂျက်ဖိုက်တာတွေနဲ့ပုံကျဲတိုက်ခိုက်ခဲ့ပြီးအလုံယုံနေအိမ်အဆအုပျက်စီးခဲ့တော့လဲအရသာထိခိုက်မှုမရှိခဲ့ဘူးလို့ KNU ကသတင်းထုတ်ပြန်ထားပါတယ်နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့နိုင်ငံတကာသတင်းကိုကိုရီချက်မှတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။တရုတ်ကစစ်တပိုင်းဆိုင်ရာစစ်စင်ရေးအနေနဲ့တိုင်ဝမ်စစ်တပ်ရာရှိ၁၈ရောက်ရဲ့အချက်လက်တွေပေးနိုင်ရင်စုချင်းဝင်ချင်းမြင်မယ်ဆိုပြီးအော်တိုဘလာ၁၀ရက်နေ့ကကြေညာခဲ့ပါတယ်။ စနေနေ့ကကံယူတဲ့မြို့ရှာမင်ကနေရဲတွေကထိုင်ဝမ်စိတ်ပိုင်းဆိုင်ရာစစ်စင်ရေးဌာနကိုရဲ့အဓိကအဖွဲ့ဝင်တွေအဖြစ်သတ်မှတ်ခံထားရတဲ့အရာရှိတွေရဲ့အချက်လက်တွေအတွက်ဒေါ်လာ1400ထိပေးမယ်လို့ကြေညာခဲ့ပါတယ်။ထိုင်ဝမ်သမ္မတဝီလီယမ်လိုင်ချင်းတဲကနိုင်ငံရဲ့လေကြောင်းကာဝေးစနေတဲ့ကိုတိုးမြင့်လှုပ်ဆောင်ဖို့နဲ့စစ်အသုံးစိတ်တိုးမြင့်မယ်လို့ပြောကြားပြီးတဲ့နောက်တရက်အကြာမှာအခုလိုလှုပ်ဆောင်ချက်ထွက်ပေါ်လာတာပဲဖြစ်ပါတယ်။တရုတ်နိုင်ငံကံယိုးတဲ့မြို့ကဒေသဆိုင်ရာရဲတပ်ဖွဲ့အာဏာပိုင်တွေဖြစ်တဲ့ ရှားမင်ရဲ့ပြည်သူ့လုံခြုံရေးဘျူရိုကအရာရှိတွေဟာသွေးခွဲရေးလှုပ်ရှားမှုတွေကိုလုံဆောင်ဖို့အချိန်အတော်ကြာကြံစီခဲ့တယ်လို့ပြောကြားခဲ့ပါတယ်။တောက်ကြာနေကထိုင်ဝမ်သမ္မတလိုင်ရဲ့အမျိုးသားနေမိန်ကုန်းမှာပြောထားတဲ့ထီဒုံလေချောင်းရံကာကွယ်ရေးကွန်ရက်အတွက်အစီအစဉ်တွေကိုထုတ်ဖော်ပြသခဲ့ပြီးတော့ချင်းချောင်းမှုတွေမလုပ်ဖို့ပြောကြားခဲ့ပြီးဘေကျင်းကအခုလိုဒေါသတကြီးတုံ့ပြန်လာတာပဲဖြစ်ပါတယ်။တရုတ်နိုင်ငံသားရဲ့ဝန်ကြီးဌာနရဲ့ပြောရေးဆိုခွင့်ရှိသူဂိုဂျာခွန်က ထိုင်ဝမ်သမ္မတလိုင်ဟာဒုက္ခပေးသူ အနည်းကိုဖန်တီးသူစစ်ကိုဖန်တီးသူလို့ပြောဆိုခဲ့ပြီးထိုင်ဝမ်ရေးရာရုံးကတော့တာဟာအကြမ်းဖက်မှုနဲ့ပြင်ပအထောက်ပံ့တွေကတစ်ဆင့်တွေးခွဲဖို့ကြိုးပမ်းနေတာဖြစ်တယ်လို့ဆွတ်ဆွဲခဲ့ပါတယ်။ထိုင်ဝမ်နိုင်ငံပိုင်မီဒီယာတွေကတော့ဘေကျင်းရဲ့ဝေဖန်မှုကိုချက်တွင် ပြောကြားခဲ့ပါလေ။မျိုးသားရေးဝါဒီသတင်းစာတစ်စောင်ဖြစ်တဲ့ The Global Times ရဲ့အလီဒါအာဘော်မှာလမ်းရဲ့ကာကွယ်ရေးအစီအမံတွေကိုပယ်ချခဲ့ပြီး ထိုင်ဝမ်နိုင်ငံသားတွေကဥပဒေကြမ်းကိုအကောင့်ထဲဖို့မျှော်လင့်ထားတဲ့ထီဒုံးကိုတမိုးကြီးတဲ့ထင်အောင်ထင်မှားကိစ္စမဟုတ်ဘူးလို့ပြောကြားခဲ့ပါတယ်ကျွန်တော်ရစ်ချတ်ပါယနေ့အော်တိုဝါလာ၁၂ရက် VPN ရဲ့ပြည်တွင်းပြည်ပသတင်းများကိုတင်ဆက်ပေးသွားတာပဲဖြစ်ပါတယ်ကျွန်မအသိသိပါ